ရှေးဥစွာဘုရားခင်ရဲ့ခြေဆုတော်ကိုအထူးပဲချီးမွမ်းပါတယ်။ကျွန်တော်နှုတ်ကပတ်တော်ခံယူဖို့ပြင်ဆင်ကြရအောင်။ဒီနေ့နှုတ်ကပတ်တော်ဒေသနာရဲ့ကောင်းစဉ်ကိုပန်းတိုင်တို့လို့ကျွန်တော်ပေးထားပါဗျ။ဒေသနာရဲ့ကောင်းစဉ်ကပန်းတိုင်တို့ကျွန်တော်လောကမှာအသက်ရှင်တဲ့အခါမှာကျွန်တော်ရဲ့ရည်မှန်းချက်ပန်းတိုင်တွေရှိပါတယ်။ကျွန်တော်ဘာဖြစ်ရမယ်ဆိုတော့တူးချင်းပန်းတိုင်တွေရှိရဲ့ မိသားစုလိုက်ဘာဖြစ်ရမယ်ဆိုရဲပန်းတိုင်းရှိတယ်အဖွဲအစည်းအလိုက်ဘာဖြစ်ရမယ်ဆိုရဲပန်းတိုင်းရှိတယ်တိုင်းနိုင်ငံအလိုက်ဘာဖြစ်ရမယ်ဆိုရဲပန်းတိုင်းရှိကြတယ်လူတိုင်းလူတိုင်းမှာ ကိုယ်ကြီးမှန်းထားတဲ့ပန်းတိုင်းရှိတော့ကျွန်တော်တို့ပေါ်မှာရောဘုရားခင်ရဲ့ကြီးမှန်းချက်ပန်းတိုင်းကဘာလဲကျွန်တော်တို့အတွက်ဘုရားခင်ရဲ့အကြံစီကဘာလဲ အဲ့ဒီအကြံစီထဲမှာကျွန်တော်ဘယ်လိုအသက်ရှင်မလဲဆိုတာကိုဒီနေ့ခွန်အားပေးတိုက်တွန်းခြင်းပါတယ်အခြေပြုကျမ်းပိုက်လေးကတော့ဖိလိပ္ပိဩဝါဒစာခန်းကြီး3အပိုက်ငယ်14ဖြစ်ပါတယ်ယေရှုခရစ်အားဖြင့်ဘုရားသခင်သည်အထက်အရမခေါ်တော်မူခြင်းနှင့်ဆိုင်သောစုကိုရခြင်းငါပန်းတုံးတိုင်တို့ငါလိုက်ပြေး၏လို့ပြောပါတယ်ရှင်ပေါလုရဲ့အသက်တာမှာ သခင်ယေရှုခရစ်တော်ကိုယပီးတဲ့အချိန်ကစပြီးတော့သူ့ရဲ့ပန်းတိုင်ကပြောင်းသွားတယ်။အရင်တုန်းကတော့သူ့ပန်းတိုင်ကသူ့ရဲ့ဇာတိနဲ့ထားတဲ့ပန်းတိုင်ပဲ။ဒါပေမဲ့ယေရှုကိုယပီးတဲ့အခါမှာသူ့ရဲ့ပန်းတိုင်ကဘယ်ကလာလဲ။အထက်အရက်ကလာတယ်။ဟာလေလုယာ။သူ့ရဲ့ပန်းတိုင်ကဘယ်သူပေးသလဲဆိုတော့ဖယားသခင်ကပေးတယ်။ဒါကြောင့်ကျွန်တော်ရဲ့အသက်တာမှာပန်းတိုင်တွေကိုထားတဲ့အခါမှာ ်ဖယားသခင်စီကလာတဲ့ပန်းတိုင်ရှိပြီလားဖယားပေးတဲ့ပန်းတိုင်ကျွန်တော်တို့မှာမရှိသေးဘူးဆိုရင်ဆုတောင်းဖို့လိုတယ်ကျွန်တော်တို့ယီမန်းထားတဲ့ကျွန်တော်တို့ရည်ရွယ်ထားတဲ့ကိုယ့်ရဲ့တကိုယ်ရည်စိတ်ကူးနဲ့ထားတဲ့ပန်းတိုင်မျိုးနဲ့အသက်မရှင်စေချင်ဘူး။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဟာဖယားသားသမီးတွေမလို့ဖြစ်တယ်။ဖယားခင်ရဲ့သားသမီးတယောက်ချင်းစီတိုင်းအတွက်ပန်းတိုင်ကဘယ်ရလာလဲ။အထက်ရက်ကလာတယ် အဲ့ဒီဘုရားသခင်ပေးတဲ့ပန်းတိုင်ကကျွန်တော်တို့တွေအကောင်းဆုံးဖြစ်တယ်ဆိုတာကိုသိစေချင်တယ်။ဒါကြောင့်မလို့ကို့ပန်းတိုင်ကိုတည်အောင်လုပ်ပါပထမဦးဆုံးအနေနဲ့နော်ဘုရားခင်ကို့အတွက်ရည်ရွယ်ထားတဲ့ပန်းတိုင်ကိုတည်အောင်လုပ်ပါဒါမှပဲကျွန်တော်တို့ကပန်းတိုင်ရှိတဲ့နေရာကိုရှောက်လန်းနိုင်မှာဖြစ်တယ်။တချို့တွေက အသက်ရွယ်သာကြီးလာတယ်ဘာပန်းတိုင်မှမရှိဘူး เนาะတချို့တွေကတော့ကိုယ့်ရဲ့ပန်းနိုင်ကိုကိုတိပြီးတော့มาတွန်းနေကြတချို့တွေကပန်းနိုင်တော့တိတယ်ဒါပေမဲ့မတွားဘူးရက်နေတယ်ထိုင်နေတယ်ဘာမှမလုပ်ဘူးရွေးတော်မရွေးဘူးဘုရားဘာဖြစ်စေခြင်းလဲဆိုတာတိတယ်ဒါပေမဲ့အဲ့ဒီတိတိကြီးနဲ့တလန့်မှတော့မရွေးတဲ့သူတွေလည်းရှိတယ်တချို့တွေကတိကိုမတိဘူးရောက်တဲ့ရာရာနဲ့ ဟိုပြောင်းဒီပြောင်းစိတ်ကူးပေါက်ရာရှောက်လို့ပြီးတော့မှစိတ်ကူးတက်ရာအသက်ရှင်နေတဲ့သူတွေလည်းရှိတယ်။ကျွန်တော်တို့ကတော့အဲ့လိုမဟုတ်ဘူး။ကျွန်တော်တို့ကိုဖျားထားတဲ့ပန်းတိုင်းသိရမယ်။သိပြီးရင်အဲ့ဒီပန်းတိုင်းကို ရောက်အောင်သွားရမယ်။အဲ့ဒီပန်းတိုင်းကဖျားစီကလာတာမို့လို့အဲ့ဒီပန်းတိုင်းကိုကျွန်တော်တို့ရောက်လို့ရှိရင်ပန်းဝင်ပြီဆိုလို့ရှိရင်ဘာရမှာလဲ။စူရမှာဖြစ်တယ်။ဟာလေလုယာ။ ပန်းဝင်ရင်စုရမယ်ပန်းမဝင်ရင်စုမရအောင်အဲ့တော့ပန်းနိုင်လို့ပြောတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကပထမဦးဆုံးနံပါတ်1တစ်ချက်နံပါတ်1တစ်ချက်အနေနဲ့ပြောချင်တာကပန်းတိုင်ကို သွားတဲ့အခါမှာ နောက်ပြန်မလှဲဖို့လိုတယ်။တော့ကျွန်တော်တို့ကပန်းတိုင်ကရှေ့မှာထားလားနောက်မှာထားရလား။ပန်းတိုင်ဆိုတာရှေ့မှာထားတာအနောက်မှာမထားဘူး။နော်။ဒါကြောင့်မလို့ပန်းတိုင်လို့ပြောလိုက်တာ ਨੇ ကျမ်းစာအရကျွန်တော်တို့ကိုဘုရားသခင်က ရှေ့သို့ပဲသွားစေခြင်းတယ်အမြဲတမ်းမှတ်ထားပါပန်းတိုင်ရှိတဲ့သူကရှေ့ကိုပဲဆက်သွားတယ်ဆက်သွားမယ်ပန်းတိုင်ထိရောက်အောင်ဆက်သွားမယ်အဲ့ဒါကြောင့်ဘယ်တော့မှနောက်ပြန်လှည့်မကြည့်ဘူးဒီနေရာမှာ ကျွန်တော်ဘု து အကြောင်းကိုပြောချင်လဲဆိုရင်ကပ္ပဝချံကံကြီး19အပိုင်ငယ်26မှာလောတာဤမယားမူက နောက်တို့လှဲ့ကြည့်၍စားတိုင်ဖြစ်လေ။ဒီမှာကြည့်လောတာတို့မိသားစုကိုဖျားသခင်ကတောတုံကောမောရာပျက်စီးတော့မဲ့အထဲကနေပြီးတော့မှဆွဲနှုတ်ခဲ့တယ်နဲ့။ကောင်းကင်တမန်တွေကို စေလွတ်ပြီးတော့မှလောတာမိသားစုကိုပျက်စီးတော့မဲ့အထဲကနေကယ်တင်ဖို့ရန်အတွက်စူးစမ်းတယ် လောတာတို့ကတော့တည်တဲ့အတိုင်းပဲဖိနှွဲပြီးတော့မှဤလေးဆွဲနေတာပေါ့ကျွန်တော်တို့လိုပဲပေါ့နော်လှုပ်ပဲကြိုင်မယ်လို့စဉ်းစားနေတာကြားလာပြီတခါမှမလှုပ်သေးဘူးအဲ့လိုမျိုးအခြေအနေမျိုးလောတာတို့မိသားစုတောတုံနဲ့ဂေါမောရာဖျက်ဆီးတော်မယ်မြန်မြန်ထွက်ရအောင်ဒါပေမဲ့သူတို့တွေကမယုံကြည်နိုင်ကြဘူးအဲ့တော့ကောင်းကင်တမန်ကနေဆွဲထုတ်ရတယ်ဘာမှလဲကောင်းကင်တမန်က နောက်လှဲ့မကြည့်နဲ့ထားခဲ့ပြီဆိုရင်ရှေ့ကိုသွားဖို့ပဲဖြစ်တယ်ရှေ့ကိုသွားပြီဆိုရင်နောက်လှဲ့မကြည့်ဖို့လိုတယ်နောက်လှဲ့မကြည့်ဘဲနဲ့ရှေ့ကိုသာခေါ်တဲ့နောက်ကို ကောင်းကင်တမန်နေဆွဲတဲ့နောက်ကို လိုက်သွားဖို့ပဲဖြစ်တယ်အဲ့တော့ကျွန်တော်ပြောချင်တယ်ပထမတစ်ချက်ကနောက်လှဲ့မကြည့်နဲ့ထားခဲ့ပြီးပြီမလားနောက်လှဲ့မကြည့်နဲ့ခြံခဲ့ပြီမလား နောက်လည်းမကြည့်နဲ့ပြီးခဲ့ပြီးပြီမလားနောက်လည်းမကြည့်နဲ့ရှင်ပေါလုကလည်းအဲ့ဒါပဲပြောတယ်ဖိလိပ္ပိခန်းကြီး3ထဲမှာပဲပြီးခဲ့ပြီးတဲ့အရာတွေငါမကြည့်ဘူးတဲ့ကြံခဲ့တဲ့အရာတွေကိုငါပြန်မကြည့်တော့ဘူးတဲ့အာနေချက်တွေလည်းရှိနိုင်လားရှိနိုင်တယ်ကြံခဲ့တဲ့ကာလမှာကျွန်တော်တို့စိတ်တိုင်းမကြတာတွေရှိနိုင်လားရှိနိုင်တယ်ကြံခဲ့တဲ့ကာလမှာကျွန်တော်တို့အတ္တမှာပါရွေးမှုတွေရှိနိုင်တယ်အားရစရာတွေလည်းရှိနိုင်တယ် ဒါပေမဲ့ကြံခဲ့ပြီးတဲ့အရာကိုစမြုပ်မပြန်နဲ့ကြံခဲ့ပြီးတဲ့အရာကိုပြန်လဲမကြည့်နဲ့ပန်းနိုင်ကိုသွားတယ်ဆိုကြတဲ့ကဘယ်ကိုပဲကြည့်ရမလဲရှေ့ကိုပဲကြည့်ရမယ်ဟာလေလုယာဖယားသခင်ကလေကျွန်တော်တို့ကိုရှေ့ကိုပဲသွားဖို့ရန်အတွက်ကျွန်တော်တို့ကိုဆွဲခေါ်နေတယ်ဆိုတာသိဖို့လိုတယ်အဲ့တော့လောတမယားကနောက်လဲကြည့်လိုက်တယ် နောက်လေကြည့်တယ်ဆိုကြတဲ့ကလူကသာဘာဖြစ်နေလဲဆိုတော့လူကသာရှေ့ကိုသွားနေတယ်စိတ်ကဘယ်မှာကြံခဲ့လဲတောရုံကောမောရာမှာကြံခဲ့တယ်အဲ့တော့စိတ်ကတောရုံကောမောရာမှာကြံခဲ့ပြီးလူကသာရှေ့ကိုရောက်နေတယ်တနည်းအားဖြင့်စိတ်ကမပြောင်းလဲဘူးလူကသာရှေ့ကိုရောက်နေတချို့တွေကခยีသာဆက်နေတာတော့စိတ်ကမပြောင်းလဲဘူးအဟောင်းမှာကြံခဲ့တယ် အော်စိတ်ကအဟောင်းမှာကြံခဲ့ပြီးလူကသာရှေ့သွားနေတယ်ဆိုရင်ဘာနဲ့တူလဲဘာဖြစ်မှာလဲစားတိုင်ဖြစ်မှာဘာမှကျွန်တော်တို့တော့အတိပ္ပယ်မရှိဘူးအသေးကောင်လိုပဲဖြစ်တယ်ဒေယုတိုက်ကြီးသာပါလာတယ်စိတ်နှလုံးက အနောက်မှာကြံခဲ့တဲ့ခါကျတော့အဲ့ဒီလူဟာဖျားခင်ရဲ့ရှေ့မှာဘာမှအတော့မဝင်တဲ့ ကြောက်တုံးလို့ဖြစ်တဲ့စားတိုင်လို့ဖြစ်တဲ့လောတမယာပဲဖြစ်နေမယ်။ဒါကြောင့်ကျွန်တော်ဒီမှာရှိရမိဘညီကိုမောင်တို့မတွေပြောချင်တယ်။အသိတော်ကိုလာတယ်နော်။စားတိုင်နေမလုပ်ကြနဲ့။ဟုတ်တယ်။လူသာလာတာစိတ်ပါမလာဘူးဆိုရင်ဘာပဲလဲ။စားတိုင်ပဲ။လောတမယာကလူသာပါလာတာစိတ်ကကြံခဲ့တယ်။ဒါကြောင့်စားတိုင် ဖြစ်ပြီးနေခဲ့ရတာဖြစ်တယ်။ ဒီနေ့ယုံကြည်သူတွေရဲ့အသက်တာမှာလေလောတာမရတွေအများကြီးပဲเนาะလူသာပါတယ်စိတ်မပါတဲ့ဟာတွေအများကြီးပဲအဲ့ဒါကြောင့်မို့လို့ပန်းတိုင်ကိုမရောက်နိုင်ဘူးအဲ့ဒါပထမတစ်ချက်ဒုတိယတစ်ချက်ကပါလဲဆိုရင်ထွံ့မြောက်ရာကျမ်းအခန်းကြီး16အပိုင်ငယ်3မှာငါတို့သည်အေဂုတ်တုပြည်၌အမေသာချက်သောအိုဂင်းနာမှာထိုင်၍ ဝါစွာစားရသောအခါထာဝရဘုရား၏လက်တော်ဖြင့်သေလင်းသာ၍ကောင်း၏ယခုမူကားဤစီဝေလျက်ရှိသောလူအပေါင်းတို့ကိုငတ်မွတ်ခြင်းအပြင်တက်လို့သောငါဤတော်ရဲ့သို့ဆောင်ခဲ့လေပြီတကားဟု မောရှေနှင့်အာယုန်ကို အပြစ်တင်၍မိတန်းလျက်ဆိုကြ၏ဒီမှာဣသေလလူမျိုးတွေကဘာပြောလဲဆိုတော့အေကုတ်တူပြီကအမေသာချက်တဲ့အိုကင်းသားမှာ ထိုင်ပြီးဝါအောင်စားပြီးမှသိရင်မကောင်းဘူးလားတဲ့အခုတော့တဲ့တော်ထဲမှာတဲ့ဘာမှမစားရပဲနဲ့ငတ်မှုပြီးသေရမယ်ဆိုတော့လေအသေးမဖြောင်းဘူးအသေးမလှဘူးပေါ့ကွာသိရမလားအေဂိုတူပြီးမှလှလှလေးဝောဝါလေးသေခြင်းတဲ့တော်ထဲမှာပိန်လီပြီးတော့မှစားကောင်းတောက်ကောင်းမစားရပဲနဲ့တော့မသေခြင်းဘူးအဲ့တော့ဒီမှာဖျားခင်ကဣသေလလူမျိုးတွေကိုဘယ်ကိုပို့နေတာလဲ နိုးနဲ့ပြားရည်စီသောခါနန်ပြည်ကိုပို့နေတာဒါပေမဲ့သူတို့တွေကဘာဖြစ်လို့အေဂုတ်တုပြည်ကိုပြန်ပြီးတတိယအောင်မေ့လဲဆိုလို့ရှိရင်တွားနေရင်းနဲ့တွေးကြုံရတဲ့အခက်ခဲတွေအပေါ်မှာမကျေနပ်လို့ခยีတွားနေရင်းနဲ့တွေးကြုံရတဲ့ဒုက္ခဆင်းရဲတွေအပေါ်မှာမခံနိုင်တော့လို့သီးမခံနိုင်တော့လို့တနည်းအားဖြင့်သူတို့ဘဝအခက်ခဲတွေအပေါ်မှာ သူတို့ရဲ့အသက်တာမှာနော်ဟိုဘယ်လိုခေါ်မလဲမရင်ဆိုင်ချင်တော့လို့ပန်းတိုင်ကိုမတော်တော့ဘူးကွာနောက်မှာပဲหนีခဲ့တော့မယ်လို့စဉ်းစားတာအဲ့တော့ပထမတစ်ချက်ကပန်းတိုင်ကိုသွားဖို့ရန်အတွက်နောက်လှည့်မကြည့်ရဒုတိယတစ်ချက်ကပန်းတိုင်ကို အရောက်လမ်းတဲ့အခါမှာတွေးကြုံရင်ဆိုင်ရမယ်စင်ရဲဒုက္ခရှိတယ်ဆိုတာကိုသိဖို့လိုတယ် အဲ့တော့ဘေးရာမှလွယ်လွယ်ကူကူဖြစ်တာမရှိဘူးနော်ကျွန်တော်အသင်းတော်16နှစ်ရှိပြီဒီလိုပဲနော်အသင်းတော်မှာအခြေအနေမျိုးမျိုးအခက်အခဲမျိုးမျိုးဖြစ်တန်းခဲ့တယ်အစဉ်ပြေတဲ့ခါတွေလည်းရှိခဲ့တယ်အစဉ်မပြေတဲ့ခါတွေလည်းရှိခဲ့တယ်ကျွန်တော်ရဲ့ဘဝမှာလည်းအဲ့လိုပဲအသက်အရွယ်တစ်ခုထိရောက်လာတယ်အစဉ်ပြေတဲ့ခါတွေရှိတယ်အစဉ်မပြေတဲ့ခါတွေရှိတယ်အစဉ်ပြေတော့လို့ရက်တန်လိုက်မယ် အခက်ခဲတွေကြုံလာလို့ငါနားလိုက်တော့မယ်လို့စဉ်းစားရင် तू ဟာပန်းတိုင်ထိရောက်ဖို့မဖြစ်နိုင်တော့အခက်ခဲဆိုတာကြုံပါပဲလीနော်အဲ့ဒီခက်ခဲတွေကိုဘာလုပ်ရမလဲရင်ဆိုင်ပြီးတော့မှကြော်ဖြတ်နိုင်ဖို့လိုတယ် hallelujah တချို့တွေကဒီလိုစဉ်းစားမလားမသိဘူးထိုင်နေရင်အကောင်းသားထမှကြိုးမှန်းသည့်ဆိုတဲ့စကားလို့အစကတည်းကမလုပ်ရင်ကောင်းတာပေါ့ လုံမိကာမဒုက္ခရောက်ပြီဆိုရဲအဲ့လိုအတွေးခေါ်မျိုးတွေရှိတယ်เนาะဟာလေတေခြင်းတော့တေခြင်း ਨੇ ကြာတော်ပြောင်းဆိုရဲအဲ့ဓာတွေကအခက်အခဲပြဿနာတွေကိုမရင်ဆိုင်ခြင်းလို့ပြောတဲ့ဇကားတွေလို့ကျွန်တော်နားလဲတယ်အဲ့တော့အလုံးတစ်ခုလုတ်ပြီးเนาะကိုသွားရမယ့်ရီမန်းချက်ပန်းတိုင်ကိုသွားပြီးဆိုရင်ဘာကိုကြိုတွတ်ထားရမလဲအခက်အခဲပြဿနာကိုကြိုတွတ်ထားရမယ် ရုပ်ဆွာဆုံးဒီနေရာကိုရောက်လာဖို့ရန်အတွက်ဖြတ်လာခဲ့ရမယ်လမ်းခရီးကိုကြိုတွက်ထားရတယ်။ကုန်ကြစည်းကိုကြိုတွက်ထားရတယ်။အခက်ခဲလေးနည်းနည်းတွေ့တာနဲ့ဆက်မသွားတော့ဘူး။ဒါမှမဟုတ်နောက်ပြန်ဆုတ်မယ်လို့စဉ်းစားရင်လိုရာပန်းနိုင်ရောက်ဖို့မလားမရောက်ဘူး။ဒါကြောင့်ဣသရေလလူမျိုးတွေကပန်းတိုင်ကအရန်ကောင်းတယ်ကွာနှုတ်နဲ့ပြားရည်စီးတဲ့ခါနန်ပြည်ပဲဒါပေမဲ့ ကြားထဲမှာကြုံတွေ့ရတဲ့အခက်အခဲပြဿနာကတော့ရှိနေတယ်အဲ့ဒါတိတ်မကောင်းခါတယ်သူတို့ကိုစိတ်တကြစေတယ်သူတို့ကိုအာရော့စေတယ်ပြန်တော့မယ်အေဂုတ်တုပြည်ပြန်တော့မယ်အေဂုတ်တုပြည်ပြန်တော့မယ်လို့စဉ်းစားတာခါခါပဲနော်ဆိုဒီမှာဘသူကနောက်ပြန်လဲချင်လဲအခက်အခဲတွေကိုလက်မြောက်အရှုံးပေးလိုက်ဖို့ဘယ်နှခါစဉ်းစားလဲတော်ပြီငါမလုပ်တော့ဘူး ငါဒီနေရာမှာပဲတခန်းပြက်ရက်တော့မယ်လို့ဘယ်နှယောက်စဉ်းစားလဲအစတဲကကျွန်တော်တို့အခက်ခဲတွေကိုကြိုတွက်ထားရမယ်ရင်ဆိုင်ဖို့ရန်အတွက်ခွန်အားကိုဘသူကပေးမှာလဲဖယားကပေးမှာနော်စာတန်ကတော့ကျွန်တော်တို့ကိုလေဖယားသခင်ရဲ့ရည်ရွယ်ချက်ပြီးမြောက်တဲ့ပန်းတိုင်ကိုမရောက်စေချင်ဘူးရောက်ရင်ကျွန်တော်တို့အရန်ကောင်းသွားမှာသူသိတယ် ဖယားသခင်ရဲ့ရည်ရွယ်ချက်သိကောင်းတယ်ဆိုတာကိုစာတန်သိတယ်ကိုသာမသိခြင်းမသိမှာကျမ်းစာမှာပြောလေငါဤဂျန်စီသည်တဲ့သင်တို့ရဲ့အဂျန်စီနဲ့မတူငါဤအကျင့်သည်လဲသင်တို့အကျင့်နဲ့မတူတဲ့ကောင်းကင်နဲ့မြေကြီးကွာတယ်လို့ငါဤအဂျန်စီကမင်းတို့ရဲ့အဂျန်စီနဲ့အရန်ကွာတယ်တဲ့စာတန်အဲ့ဒါသိလားသိတယ်ကျွန်တော်တို့သာမသိလားကျွန်တော်တို့ကသာအဲ့ဒါကိုသိရင်ပန်းတိုင်ကိုရောက်ဖို့ရန်ကြုံတွေ့ရမယ့်အခက်အခဲတွေကို จั้นจั้นขันยินสั่นผู้อย่างด้วยอตตตาโอปินเซมาเวลุนาเลมิเดอะจองบ้าจองนอกเปลี่ยนแห่ดาเลยนอกเปลี่ยนแห่หยาชิงอะจองยิงกาปยัตนาฤโกมยินสั่นจินดอลุจนเราเปียวเมอ้ามย่อเนเนาะญั่นพินเนคริยันมะลุงเนအကက်ကဲတွေကိုမရင်ဆိုင်ချင်ဘူးဆိုတော့စိတ်မျိုးမမွေးနဲ့အဲ့ဒီအကက်ကဲတွေကြားတဲ့ကနေဖခင်အတူပါရှိတဲ့တသက်တွေကိုခံစားပါဟာလေလုယာ ငါကိုခွန်အားနဲ့ပြည့်စုံစေတော်မူသောခရစ်တော်အဖြစ်ခတ်သိမ်းတော်မူငါတဆွမ်းနိုင်တယ်ဆိုတဲ့စကားလိုမျိုးပဲကျွန်တော်တို့အခက်အခဲတွေကြုံတွေ့ပါစေတွေ့ပါစေငွေကြေးအခက်အခဲလားကျန်းမာရေးအခက်အခဲလားလူမှုရေးအခက်အခဲလားဘလို့အခက်အခဲမျိုးပဲတွေ့ပါစေဖျားကိုအတွက်ပြင်ဆင်ထားတဲ့ပန်းတိုင်းနို့နဲ့ပြားရည်စီသောခါနံဖျားကိအထက်ရက်ကခေါ်တော်မူခြင်းနဲ့စံတော်စုကိုရဖို့ရအတွက်ကျွန်တော်တို့ 조사ရအောင်ကျွန်တော်တို့တွေရဲရင်ရအောင်ကျွန်တော်တို့တွေခွာယူကြရအောင်လို့ကျွန်တော်ကအားပေးခြင်းနဲ့အာနံပါတ်1တစ်ချက်အခက်ခဲပြဿနာတွေကျွန်တော်တို့ရင်ဆိုင်ရဖို့ရှိတယ်နောက်တစ်ခုကကောရိန္သုဩဝါဒစာဒုတိယဆောင်ခန်းကြီး၄အပိုင်ငယ်16ထို့ကြောင့်ငါတို့သည်အာရုံစိတ်ပြက်ခြင်းနှင့်ကင်းလွတ်ကြ၏ငါတို့၏ ြင်လူသည်ဖောက်ပြန်ပျက်စီးခြင်းသို့ရောက်တော်လဲအတွင်းလူမူကားတစ်နေ့ထက်တစ်နေ့ပြုပြင်ခြင်းကိုခံရ၏အကြောင်းမူကားမျက်မှောက်၌ထင်ရှားသောအရာတို့သည်ခဏသာတည်၍မထင်ရှားသောအရာတို့သည် အစဉ်မြဲတည်ကြောင်းကိုငါတို့သည် ထောက်လျက်ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ပဲမထင်ရှားသော အရာတို့ကို ကြည်မှတ်ကြစဉ်အခါယခုခဏခံရ၍ပေါ်ပါသောဆင်းရဲခြင်းဒုက္ခသည် ငါတို့အတိုင်းထက်အလွန်ကြီးမြတ်လေးလံသော နေဆာထာဝရဘုံဒီကိုငါတို့ဖို့ဖြစ်စေတတ်၏ဒီမှာကြည့်ရှင်ပေါလုကပြောတယ်ယခုခဏခံရတဲ့ဆင်းရဲဒုက္ခမို့သူကလောကမှာခံရတဲ့ဆင်းရဲဒုက္ခကိုဘယ်လိုပြောလဲခဏပဲခံရတာခဏလေးခံရတာเนาะပြီးရင်ပေါ့ပါတယ်လို့ပြောတယ်ပေါ့ပေါ့လေးပဲတဲ့เนาะအေးအေးဆေးဆေးပဲတဲ့ ။ဘာကြောင့်လဲဆိုရင်ငါတို့အတွက်ဖျားပြင်ဆင်ထားတဲ့နေဆာထာဝရဘုံအတီရေကိုငါမျော်လင့်တဲ့အတွက်ကြောင့်ဖြစ်တယ်။ဟုတ်ပြီနော်။ဒါဆိုရင်ဒုက္ခဆင်းရဲတွေကိုခံနိုင်ရှိတာကဘာကြောင့်လဲဆိုငါတို့ရဲ့မျော်လင့်ချက်ဖြစ်တယ်။ကဲမျော်လင့်ချက်ရှိကြလားလို့မေးရင်လူတိုင်းမှာမျော်လင့်ချက်ရှိတယ်မလား။တနေ့ကောင်းလာမယ်လို့မျှော်လင့်တယ်။ကောင်းလာမှာပါ။ SOD အကြောင်းပါဆိုဘာပြောလဲ ကောင်းလာမှာပါ all will be well လို့လဲချင်းနေမလို့လဲကောင်းလာမှာပါလို့လဲဘယ်တော့စီးပွားရေးတွေကျန်းမာရေးတွေအိမ်တောင်ရေးတွေငွေချေးရေးတွေဘာပြောမလဲကောင်းလာမှာပါအဲ့ဒါကျွန်တော်ရဲ့မျောလင်းချက်ဖြစ်တယ်အဲ့ဒီကောင်းလာမှာပါလို့မျောလင်းတဲ့အခါမှာဖျားပြင်ဆင်ပေးလိုက်မယ်လို့မျောလင်းတဲ့အခါမှာဘာဖြစ်လာလဲခန္ဓာရရှိလာတယ် တိလားစိတ်မပြတ်တော့ဘူးအာမရောတော့ဒါကြောင့်မလို့ဒုက္ခဆင်းရဲတွေကြောင်းဖောက်ပြန်ပျက်စီးသွားတာမျိုး မဖြစ်ဖို့ဘယ်အရာကကျွန်တော်တို့ကိုခွန်အားဖြစ်စေလဲဆိုရင်ထာဝရမျော်လင့်ချက်ဖျားစီကလာတဲ့မျော်လင့်ချက်က ကျွန်တော်တို့ကိုအာခံနိုင်ရရှိစေတယ်ဆိုတာတွေ့ရတယ်စစ်တော်ညီကို မောင်တို့မှမိပါတို့ကျွန်တော်တို့ရဲ့အသက်တာမှာ နော်ဘုရားသခင်ပြင်ဆင်ပေးတဲ့အရာကို မျှော်လင့်ပါနော်ဟိုအပြည့်ပြိုင်ကြတဲ့အခါမှာလေကျွန်တော်တို့ပြေးကြတဲ့သူတွေကအမြဲတမ်းငါပထမရရမယ်ဆိုရယ်မျှော်လင့်ချက်နဲ့ပြေးကြတာသီလားငါပိတ်ချီရရမယ်ဆိုတဲ့မျော်လင့်ချက်နဲ့ပြည့်တဲ့သူတယောက်မှမရှိဘူး။စပြည့်ကလေးကငါပိတ်ချီရမယ်ငါပိတ်ချီရမယ်ဆိုတဲ့မျော်လင့်ချက်နဲ့တော့မရှိဘူး။ နော်စပြေးကလေးကငါပထမရရမယ်ဆိုတဲ့မျောလင်းချက်နဲ့ပြေးတာပန်းတိုင်ကိုပိတ်ချီးမှပဲဝင်ဝင်ဝင်ကျင်တဲ့အချိန်ဝင်ဒါပေမဲ့စိတ်ထဲမှာစပြေးကလေးကဘာရဖို့လဲပထမဆူရဖို့ပဲနော်ဆိုကျွန်တော်တွေကဟာတိုက်ပွဲကမဝင်ရသေးဘူးကွာဘာဖြစ်နေပြီလဲ မြားကုန်နေဘာမှတော့မလုပ်ရသေးဟင်းရမှာမဟုတ်ဘူးလားစကားဘာမှတော့မလုပ်ရသေးဟင်းဖြစ်မှာမဟုတ်ဘူးဘာမှမတော့မလုပ်ရသေးဘူးဟာငါတော့ရမှာမဟုတ်ဘူးမဟုတ်ဘူးဘာမှမလုပ်ခင်ကလေးကရကိုရမှာဖြစ်ကိုဖြစ်မှာဖះပြင်ဆင်ပေးမှာဖះတက်နိုင်တယ်အဲ့လိုမျိုးလာရမှာအဲ့ဒီမျောလင်းချက်ရှိရဲ့တွေးကြုံရမယ့်အခက်အခဲတွေကိုအောင်မြင်ဖို့ရန်တွေ့အင်အားတွေဖြစ်လာမှာဖြစ်တယ် ်အဲ့ဒီနော်ဒါကြောင့်မလို့လောတမယားဘာလို့နောက်ကိုလှဲကြည့်လဲသူနောက်ကိုလှဲကြည့်ရခြင်းအကြောင်းရင်းကသူစိတ်မပါလို့နော်နောက်တစ်ခုလူတယောက်ကအနောက်ကိုပြန်လှဲခြင်းဟာလန်ခီးမှာကြုံတွေ့ရတဲ့အခက်ခဲတွေကြောင့်ဖြစ်တယ်အဲ့ဒီအခက်ခဲတွေကိုကျော်လွန်နိုင်ဖို့ကမျော်လင့်ချက်ရှိကိုရှိရမယ်ငါရကိုရရမယ်ဆိုရဲမျော်လင့်ချက်ရှိရမယ် မှရှိတဲ့အသင်းတော်မှာရှိတဲ့ယုံကြည်သူမိဘညီကိုမောင်နှမတွေကျွန်တော်ပြောချင်ပါတယ်เนาะကျွန်တော်တို့ကိုဖျားပေးထားတဲ့မျောလင်းချက်ကအရန်ကောင်းတယ်ဖျားသခင်ကျွန်တော်တို့အတွက်ပန်းတိုင်ထားတဲ့အရာအရန်ကောင်းတယ်ဒါကြောင့်အမြဲတမ်း negative မစင်စားနဲ့ positive ပဲစင်စားဖျားငါအတွက်အကောင်းဆုံးပြင်ဆင်ပေးမယ်လို့ပြင်စင်စားထားငါအတွက်အကောင်းဆုံးခင်မွန်းတယ်ငါအတွက်အကောင်းဆုံး อะอลุงาตั่วอกางซ้องไอ้งาตั่วอกางซ้องอนาแกงาตั่วอกางซ้องนี่พญาทะคินเปลี่ยนสินท้าเลยลูกซินซาดาเอ้อน่ะสู้ยินเราจုံด้วยอ่ะแม้อักขะแค้ฤကိုยินส่ายผู้ยันตัตติရှိบีฮาเลลูยาเอ้อนาวตะคูนาวตะคูอ่ะတော့ฟิลิปปีคันจี4อังเง7มานัมเบอร์บลาวยောက်ตัวเลย4นัมเบอร์4ฟิลิปปีคันจี2 လေဖိလိပ္ပိခန်းကြီး၄အငယ်၁၂မှာရှုံချခြင်းကို၎င်းကြွယ်ဝခြင်းကို၎င်းခံတတ်၏ဝါစွာစားခြင်းမွတ်သိခြင်းစီးစိမ်ရှိခြင်းစင်ရဲခြင်းတို့ကိုခံရအံ့သောငါအယက်ရက်တို့တွင်အရာရာ၌တင်မိပြီတဲ့ကဲဒီမှာရှင်ပေါလုကပြောတယ် ငါးတဲ့ရှုံချခြင်းလဲခံရတယ်တဲ့ကြွယ်ဝခြင်းလဲခံပြီးပြီတဲ့ဒါတော့အနေအမြင့်เนาะဝါစွာလဲစားရတယ်တဲ့မွတ်တိတ်ခြင်းလဲကူခံရတယ်တဲ့စီးစိန်လဲရှိခဲ့တယ်တဲ့ဆင်းရဲခြင်းလဲငါခံရတယ်ဒါပေမဲ့သူဘာဖြစ်လဲငါတင်မိပြီကျွန်တော်ပြောမယ်เนาะအပြေးသမားတွေမှာလေပန်းတိုင်ဝင်ဖို့ရန်အရေးကြီးတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါပါဆိုတက်လုံကောင်းဖို့လိုတယ်တိလားဘာလို့ဖို့လိုလဲ တက်လုံကောင်းကတာဝေးပြေးမှလာတာတူပြေးမှလာတာတူပြေးရင်တာတူအလျောက်တာဝေးပြေးရင်တာဝေးပြေးတဲ့အလျောက်တက်လုံကောင်းဖို့လိုတယ်เนาะတက်လုံမကောင်းတဲ့သူဟာပန်းတိုင်ပဲတော့မှမရောက်ဘူးဒါပဲเนาะအပြည့်သမားတွေရေကူးတဲ့သူတွေအားကစားသမားတွေသူတို့ပန်းတိုင်ကိုရောက်ဖို့ရင်သူတို့ကဘာလုပ်ထားလဲတက်လုံကောင်းအောင်လို့လေ့ကျင့်ထားတယ် ဒူပေတံပေခံအောင်လို့လေ့ကျင့်ထားတယ်ဒါကြောင့်မလို့ဘလို့လူမျိုးတွေပန်းတိုင်ရောက်လဲသိလားဒူပေတံပေခံတဲ့သူတွေပန်းတိုင်ရောက်တယ်အဲ့ဒါမှတ်ထားနော်တက်လို့ကောင်းတဲ့သူတွေပန်းတိုင်ရောက်တယ်ဟာဘဘသူထူထူဘသူထောင်းထောင်းဘသူဘာပြောပြောပြုံ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 နေတတ်တဲ့သူတွေလေဘသူဘလို့ကဲ့ရဲ့ကဲ့ရဲ့ဘသူဘလို့ပဲရှုံချရှုံချပတ်စံမရှိလဲပြုံ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 နဲ့အဲ့လိုဒူပေတံပေခံစားမှာနော် ဘယ်လိုဒူပေတံပေခံတဲ့သူကတက်လုံကောင်းပြီးတော့ပန်းနိုင်ရောက်เนาะအများအားစင်ပြေနေမှာမဟုတ်တလို့အများအားလဲဒုက္ခရောက်နေမှာမို့ဒါပေမဲ့ဒူပေတံပေခံဖို့တော့လိုတယ်အဲ့လိုဒူပေတံပေခံတဲ့သူတွေကပဲပန်းတိုင်ကိုရောက်တာနိုင်ငံကြီးလောကမှာလဲဒီစကားပဲပြောတယ်အဲ့တော့ဒူပေတံပေခံပါစေအဆုံးထိပန်းတိုင်ထိရောက်အောင်သွားလို့ပြောတယ်နံပါတ်၄တစ်ချက်ကပါလဲဒူပေတံပေခံရမယ် တက်လုံကောင်းရမယ်အလုံးလေးလေးမှတ်ထားနော်ဒူပေတံပေခံရမယ်တက်လုံကောင်းရမယ်နောက်တစ်ခုက နှစ်ပေခန်းကြီးတစ်အငွေ30မှာနော်နံပါတ်5အချက်ပေါ့နှစ်ပေတစ်30ထို့ကြောင့်ညီကိုတို့တင်တို့ခံရသောခေါ်တော်မူခြင်းနှင့်ရွေးချယ်တော်မူခြင်းကိုတည်မြဲစေခြင်းကတာဟွေ့စူးစမ်းအားထုတ်ကြလော့တို့ပြုလင်ရွေးလျော်ခြင်းနှင့်အစဉ် ကင်းလွတ်သည်ဖြစ်၍ဒီမှာရေးကြည့်တာနောက်တစ်ချက်လာတယ်လူတယောက်ကမစူးစားတော့ရင်တော့ဘာဖြစ်လဲရွေးလျော့တယ်တဲ့မှတ်ထားနော်ရွေးလျော့တာဘာကြောင့်လဲမစူးစားတော့လို့လူတယောက်ကအလုတ်စူးစားနေတယ်ဆိုရင်သူဟာတိုးတက်မှုရှိတယ်သူကအလုတ်မလုတ်တော့ဘူးမစူးစားတော့ဘူးဆိုရင်သူဘာဖြစ်နေပြီလဲရွေးလျော့နေပြီဒါကြောင့်ဒီမှာရှိတဲ့ချစ်တော်မိမညီကိုမောင်တို့ ျွန်တော်တို့တွေအမြဲတမ်းအလုတ်ကိုရှားပွေပြီးတော့သာလုပ်ပါအမြဲတမ်းကိုဘာလုပ်ရင်ကောင်းမလဲပဲစဉ်းစားပါအသက်ကြီးသွားလို့ငါဘာမှအတော့မဝင်တော့ဘူးလို့မစဉ်းစားနဲ့ငါကဘာမှမလုပ်နိုင်တော့ဘူးလို့မစဉ်းစားနဲ့အမြဲတမ်းဘာလုပ်ရမလဲစဉ်းစားပြီးစ조사ပါအဲ့ဒါဆိုရင်မရွေ့လျော့တော့ဘူးဟာလေလုယာလူကြီးတွေအသက်ကြီးသွားတဲ့သူတွေအတွက်ကလှုပ်ရှားဆိုလို့ဆုတောင်းမယ်စံစာဖတ်မယ်ပေါ့လား စူတောင်းမယ်စံစာဖတ်မယ်ရတော့ကျွန်တော်တို့မဖြစ်မနေလုပ်အောင်အဲ့တော့ကျွန်တော်တို့အသင်းတော်မှာစူတောင်းခြင်းအစာရှောင်ခြင်းအယုံကလေးတရားဟောကြားခြင်းအာအာနေရင်ဇလန်းတွဲတွေထိုင်ကြည့်ဖို့မဟုတ်ဘဲနဲ့အာနေရင်ဘသူကငါစူတောင်းပေးရမလဲဘသူကငါနှုတ်ကပတ်တော်ပြောရမလဲအမြဲတမ်းစူးစမ်းနေပါအဲ့ဒါဆိုရင်ဘာမဖြစ်တော့ဘူးလေမယွင့်လျော့တော့ဘူး ပြင်းရင်ပြင်းရင်ပြင်းရင်နဲ့အရှိန်ရောသွားတာရှိတယ်နော်ပြင်းရင်ပြင်းရင်နဲ့လက်ပန်းကျတာရှိတယ်ဒါပေမဲ့ဘာစိတ်ရှိရမလဲအမြဲတမ်းစူးစမ်းမယ်ဆိုတဲ့စိတ်ရှိဖို့လိုတယ်အမြဲတမ်းငါဆက်လုပ်မယ်ဆက်သွားမယ်ဆိုတဲ့စိတ်ရှိဖို့လိုတယ်အဲဒါဆိုရင်ရွေးလျော့ခြင်းနဲ့ကင်းလိမ့်မယ်ယုံကြည်သူတွေရွေးလျော့ဖောက်ပြန်တာမစူးစမ်းတော့လို့ပဲပြန်ပြောပါမယ်ဘာကြောင့်ရွေးလျော့တာလဲမစူးစမ်းတော့လို့စူးစမ်းရင် ွေလျော်ဖောက်ပြန်ခြင်းနဲ့กินလိမ့်မယ်။ hallelujah ဘယ်နှချက်ရှိလဲ။ငါးချက်ရှိသွားပြီ။ Okay နောက်ဆုံးတစ်ချက်ရှင်ပေါ်လူပြောတဲ့စကားလေးကြည့်အောင်။တိမောသေဒုတိယဆောင်ခန်းကြီး၄အပိုင်းငယ်8တိမောသေဒုတိယဆောင်ခန်းကြီး၄အပိုင်းငယ်8ကောင်းစွာသောတိုက်လံခြင်းကိုငါပြုပြီးပြေးရသောလမ်းကိုအဆုံးတိုင်အောင်ပြေးပြီး ယုံကြည်ခြင်းတရားကိုစောင့်ရှောက်ပြီးယခုမှစ၍ဓမ္မတရဖူသည်ငါ့ဖို့တိုးထားလျက်ရှိထိုနေ့ရ၌တရားသဖြင့်စီရင်တော်သူဒီဟုသောတခင်ဖျားသည်ထိုတရဖူကိုငါ၌အပ်ပေးတော်မူမည်ထိုမြမကပေါ်ထွန်းတော်မူခြင်းကိုတောင့်တတော်သူအပေါင်းတို့၌လည်းအပ်ပေးတော်မူမည်တဲ့ရှင်ပေါလုကလေငါအဆုံးတိုင်အောင်ငါပြေးပြီယုံကြည်ခြင်းတရားကိုလည်းငါစောင့်ရှောက်ပြီ तू तू เตร่อมเนาะยิปลินบอมาลောင်းย่าได้เฉิง तू ยောက်ပြီ तू สุเตยามะเฉิงยောက်ပြီ तू เตกันนี้มาပြောတယ်บาပြောเลยงางาป้านต่ายที่ยောက်ပြီเตกันนี้จ้ะเนี่ยเราပြောနိုင်ဖို့လို့ล่ะပါလဲงาป้านต่ายยောက်ပြီငါတွေ့ဖျားခင်တရဖူပြင်ဆင်ထားပြီလို့ပြောနိုင်ရင်တော့ကောင်းတာပေါ့เนาะ ။တချို့တွေကလေတေကန်နီးကြရင်လေမသေးနိုင်ဘူး။နော်။ဘာဖြစ်လို့လဲဆိုတော့ဟာငါဥစ္စာငါပစ္စည်းဆိုတာတွေပေါ့။အသက်ငင်နေတာမသေးနိုင်ဘူး။ဟာငါအလုံးမပြီးသေးဘူး။ငါလှုပ်เสียရည်ကြံသေးတယ်။ငါမသေးခင်မှာငါလှုပ်ခဲ့ရမှာတွေရှိသေးတယ်ဆိုပြီးတော့မှအဲ့လိုနောက်ဆန်တင်းနေတာ။ရှင်ဘောလူကတော့ရှင်းတယ်။ငါ့ကိုရစ်ပလင်မှာလောင်းရတဲ့အချိန်ရောက်ပြီ။စုတေရတော့အချိန်ရောက်ပြီ။ ကောင်းစွာသောတိုက်လံခြင်းကိုပြုပြီးပြေးရတဲ့လမ်းကိုလည်းအဆုံးတိုင်အောင်ပြေးပြီးယုံကြည်တင်းတရားကိုလည်းစောင့်ရှောက်ပြီးသူလှုပ်เสียရှိရာတွေအားလုံးလှုပ်ပြီးပြီသူပန်းတိုင်ထိရောက်အောင်သူသွားပြီးပြီဒါကြောင့်သူသိတာတခုကပါလေငါအတွေ့ဓမ္မတရဖူပြင်ဆင်ထားပြီလို့သူကကျမ်းစာအဖြစ်ဖော်ပြခဲ့တာတွေ့ရတယ်ဒါကြောင့်ဒီမှာရှိတဲ့ချစ်တော်မိဘညီကိုမောင်မတို့ကျွန်တော်တို့တွေသေကံနီးအချိန်မှာပင်လင်းပါပြောနိုင်ရမလဲ ငါလုတ်ခဲ့ပြီးပြီအဲငါလုတ်ခဲ့ပြီးပြီเนาะငါပန်းတိုင်ရောက်ပြီးငါပန်းဝင်သွားပြီးငါကိုးသွင်းပြီးသွားပြီးတခေရှုလဝါကတ်တိုင်ပေါ်မှာ तू စိတ်ကြေနပ်စွာနဲ့အမှုပြီးပြီလို့ပြောခဲ့တယ်မလားအဲ့လိုပဲရှင်ပေါ်လူကလည်း तू တေကန်ဤချိန်မှာပြောခဲ့တဲ့စကားငါပြီးသွားပြီ it is finished နော် it is finished ဆိုရင်တော့ဒါကတော့တခင်ရှုပြောတဲ့စကားပါကျွန်တော်ဆိုပါဗျ the end the end ပြီးပြီငါပြီးသွားပြီအဲ့တော့ငါအတွက်ဓမ္မသရဖူရှိတယ်နော်โอเคနော်ဆိုတော့ကျွန်တော်ရဲ့အသက်တာမှာပန်းတိုင်ကိုအရောက်လှမ်းကြရအောင်လို့ပြောချင်ပါတယ်အကြောင်းလို့တချို့တွေကပြေးတော့ပြေးနေတယ်နော်ဘယ်လိုပြေးနေလဲသိလားပြေးတော့ပြေးနေဘယ်လိုပြေးနေသိလားဟိုကြည်လိုက် ဒီကြည်လိုက်အဲအစားလေးစားလိုက်ရေလေးတောက်လိုက်ထိုင်လိုက်ထားလိုက်နဲ့ဖြည်းဖြည်းချင်းသွားနေကြတယ်ကျွန်တော်တို့ကတော့အလုတ်ပြီးမြောက်အောင်လှုပ်ပြီးတော့ဘုရားသခင်ရည်ရွယ်ထားတဲ့ပန်းတိုင်ကိုအရောက်လမ်းကြရအောင်လို့တိုက်တွန်းခြင်းပါတယ်ဖြတ်ရှင်အရောက်တိုင်းကိုကောင်းချီးပေးပါစေ